တရားစတင်အားထုတ်သူတို့ကြုံတွေ့ကြရတဲ့ပြဿနာများဝိပဿနာတရားစတင်အားထုတ်ကြသူများဖြစ်လေဖြစ်တာရှိတဲ့ကြုံတွေ့ကြရတဲ့ဖြစ်စဉ်တွေကိုဓမ္မမိတ်ဆွေများအနေနဲ့တည်တဲ့တိထိုက်တဲ့ထင်လို့ယူဆမိတဲ့အတွက်စူဆောင်းထားသမျှတွေကိုဓမ္မဒါနပြုလိုက်ပါတယ်အခုမှစပြီးတရားအားထုတ်ကြသူဓမ္မမိတ်ဆွေများအနေနဲ့တရားအားထုတ်ပြီဆိုရင်အရင်ဆုံးစိတ်ကစပြီးပြဿနာအစဖြစ်ကြတာပါပဲတန်တရားတစ်လျှောက်လုံးလွတ်ထားတဲ့စိတ် ်ဒီစိတ်ကလေးဟိုလွန့်တီလွန့်ဖြစ်နေတာကိုအခုလိုတရားအားထုတ်တဲ့ဒီချိန်ကြမှာပဲစတင်သိလိုက်ရပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့စတင်တရားအားထုတ်ပြီဆိုတာနဲ့အဲ့ဒီစိတ်ဟာတောင်တွေးမြောက်တွေးစတော့တာပါပဲ။ဒါကိုနားမလည်သေးတဲ့ပုဂ္ဂိုလ်ကတော့မိမိရဲ့တရားအားထုတ်မှုအပေါ်တန်တရားဖြစ်ကြရပါတယ်။တကယ်တော့တရားတက်နေတာလို့ခေါ်ပါတယ်။စိတ်ဖဲလီတွေးမှပေါ့။တန်တရားတစ်လျှောက်လုံးပြေးနေတဲ့ဒီစိတ်ကိုသိမှမသိခဲ့ကြတာ။သတိမထားမိခဲ့ကြတာ။ အခုလိုတရားအားထုတ်လို့စိတ်တွေမငြိမ်နာဘူးတတိလဲထားမိလိုက်ရောအဲ့ဒီခါကျမှမိမိရဲ့စိတ်ဟိုတွေးတီတွေးဖြစ်နေတာတွေနဲ့စိတ်တွေမငြိမ်တဲ့အပေါ်မိမိဘာသာတုံ့တက်ပြီးငါတရားထိုင်လို့မရဘူးလို့ထင်တတ်ကြပါတယ်ဝေဝူဆရာတော်ကြီးမိတော်မူဘူးတဲ့အဆုံးအမတစ်ခုလည်းရှိပါတယ်ကြုံတုံးဘုသူဒ္ဒအနေနဲ့မျှဝေရရင်တခါကဥပရိယုတ်လက္ခဏာကောင်းတဲ့လူကြီးတူဟာလက်ဆွဲရည်ပုံကတစ်ဖက်တပြက်စီကတစ်ဖက်နဲ့ဝေဟူရိတ်တာတွေကိုတွားတွားနေတာမြင်ပန်များလာတော့ ဝေဟူဆရာတော်ဘုရားကြီးကအခေါ်ခိုင်းပြီးမိန့်တော်မူပါတယ်။တခါကြီးပေကလည်းဒီမျိုးကပါဘုရားဘာလို့လှုပ်ပါသလဲ။နိုင်ငံဝန်ထမ်းငြိမ်းစားပါဘုရား။အားနေတဲ့အချိန်ကုသရအောင်ကုရီတွေကိုလာပြီးတန်ရှင်းရေးလာလှုပ်တာပါဘုရား။ကောင်းပါတယ်တခါကြီး။တရားရောအားထုတ်ဘူးလား။ကြကြနာနာတော့အားထုတ်ဘူးပါဘူးဘုရား။တရားလည်းအားထုတ်ပါအောင်ဆိုတော့နီးပြီးတော့မူပါဘုရားလို့လျှောက်တယ်။ကဲဒါဆိုအခုပဲရှုမှတ်ရအောင်ဆိုပြီးနိုင်ဝဲခန့်တရားရှုမှတ်ခိုင်းပါတယ် တရားရှုမှတ်ပြီးတော့ကဲတကာကြီးဘာတွေသိလဲရှောက်ပါအောင်တပည့်တော်နဲ့ဝိပဿနာတရားနဲ့မအပ်ဆက်ဘူးဖုရားတဲ့ဘာလို့တော့စိတ်တွေမငြိမ်ဘူးဖုရားစိတ်မငြိမ်တာသိလားသိပါရဲ့ဖုရားဘယ်လောက်သိလဲနိုင်ဝဲလုံးလုံးပါဖုရားအပ်ဆက်ပါတယ်တကာကြီးဝိပဿနာတရားဆိုတာစိတ်ကိုငြိမ်အောင်လုပ်တာမဟုတ်ဘူးစိတ်ကိုသိအောင်လို့အားထုတ်တာစိတ်မငြိမ်တာကိုမငြိမ်မှန်းသိရင်တရားဖြစ်နေပြီပဲအဆက်သာအားထုတ်ပါလို့မိန့်တော်မူပါတယ်တရားအားထုတ်နေကြသောဓမ္မမိတ်ဆွေများအတွက် တန်ဖိုးရှိပြီးအားတက်စရာကောင်းတဲ့ဝေဘူးဆရာတော်ဘုရားကြီးရဲ့အဖို့မဖြတ်နိုင်တဲ့နိဗ္ဗာန်တန်အောင်ဆုံးမတော်မူဖို့ကိုကြံ့ဝေပေးတာပါဆရာတော်ဘုရားကြီးဂုံတော်မြတ်တာတော်ကျေးဇူးတော်အနန္တတို့အားအလွန်ပင်ကြီးမားလာပါတယ်ခုနတောင်တွေးမြောက်တွေးဖြစ်နေတဲ့စိတ်အကြောင်းပြန်ဆက်ရရင်အဲ့ဒီတွေးနေတဲ့စိတ်ကိုကြည့်နေရတာဝိပဿနာပါပဲကဲအခု စိတ်ပြေးနေတာသိပြီမဟုတ်လားဘလောက်ပြေးကောင်းလဲဆိုတာဥပမာတစ်ခုထပ်ပြောရရင်ဝိပဿနာရှုတယ်ဆိုတာတားကောင်ကိုချောင်းပြီးဖမ်းတဲ့ကြားကောင်ဟာ သူ့ရှိကနေပြီးဖျက်ဖျက်ပြီးနေတဲ့တားကောင်တွေကိုစောင့်ဖမ်းရတယ်လို့ပါပဲတဲ့ဖျက်ဖျက်ပြီးနေတဲ့တားကောင်တွေဟာများပြားလာတော့အကုန်ပဲမိပါမလဲတကောင်လောက်ပဲမိလိုက်စောင့်ဖမ်းလိုက်နဲ့အဲ့ဒီလိုနဲ့စောင့်ဖမ်းမှများလာတော့နောက်ဆိုဘလောက်ဖဲဖျက်ပြီးပြီးတကောင်မှလွတ်တော့မှာမဟုတ်ပါဘူးအဲ့ဒီသဘောပါပဲမိမိစိတ်ပြီးနေတာမိမိသိရင်တရားတက်နေပြီဟုသာတေချာပေါက်တစ်ထက်ချယူစားလိုက်ပါတော့ပြီးတော့တရားအထုတ်ကြရင်တချို့ပုံကိုယ်တွေမှာ ဝမ်းနည်းစိတ်များအငင်စိတ်တွေဝင်လာတာတို့ဖြစ်လေဖြစ်တာရှိပါတယ်။တချို့ကြတော့လေမိမိတို့ရဲ့အိမ်မှုတာဝန်နဲ့လောကီလုပ်ငန်းတာဝန်တွေကိုနောက်မှပြစ်ထားပြီးတော့လောကီကိုစိတ်မပါတော့ဘဲတရားသာမှတ်နေခြင်းစိတ်ပဲဖြစ်နေတတ်ကြပါတယ်။တချို့ကြပြန်တော့တရားကိုရက်ရှိဆွေမြန်အားထုတ်ပြီးလို့ရိတ်တာကထွက်သွားပြီးပေမဲ့လေရိတ်တာကိုပြန်လာခြင်းတဲ့စိတ်တရားဆက်အားထုတ်နေခြင်းစိတ်တွေလည်းဖြစ်နေတတ်ကြပါတယ်။တချို့ဆိုရင်ရိတ်တာမှာတရားရက်ရှိအားထုတ်ပြီး ရိတ်တာကပြန်ထွက်လာတဲ့အချိန်လူတော်တွေပြောင်းဝင်တဲ့အခါအရာရာကိုစိတ်ကုန်ကြီးငွေ့တယ်လို့မျိုးဖြစ်လာတတ်ပါတယ်။မျက်စိထဲမှာလည်းဘာကိုပဲကြည့်ကြည့်အနှိမ့်စာသာမြင်နေတတ်ပါတယ်။တဦးနဲ့တဦးတရားအတွေ့အကြုံထက်တူမတူနိုင်ပေမဲ့စိတ်ပြတ်အားငယ်စိတ်ဝန်내အထီးကျန်စိတ်တွေကိုကြုံရသူများလည်းရှိနိုင်ပါတယ်။ရုံနံတို့ရဲ့မယက်မနာဖြစ်ပြက်နေခြင်းဖြစ်ချင်းပြက်ချင်းများမိမိအဆိုးမရမထိန်ကျုံနိုင်ခြင်းများကိုနေ့စဉ်ရှုမှတ်ရင်းထိတ်လန့်ခြင်း စိတ်အားငယ်ခြင်းများကြောင့်ဖြစ်လာတာလို့ယူဆမိပါတယ်။တချို့လဲမိမိရဲ့တမာရီတွေနမိတ်တွေကြောင့် ပေါ်လာတတ်တာရှိသလိုတချို့လဲစိတ်ကူးအကြံစီများကြောင့်ပေါ်လာတတ်တာရှိပါတယ်။တချို့လဲဝိပဿနာဉာဏ်တွေတဖြည်းဖြည်းရင့်ကျက်လာတဲ့အတွက်ဉာဏ်စဉ်တွေတက်လာတာနဲ့အမျှဝိပဿနာရှုတဲ့သူတွေမှာဖြစ်ပေါ်လေးရှိတဲ့ဉာဏ်စဉ်16ပါးရှိတဲ့နဲ့ယုံဉာဏ်တို့ရဲ့အပြည့်ကိုကြည့်မြင်တဲ့ဘင်္ဂဉာဏ်ယုံဉာဏ်သင်္ခါရတို့ရဲ့အပြည့်တွေကြီးကိုသာမြင်နေတဲ့အတွက်ကြောင့်ကြောက်စရာဘေးဖြစ်မြင်တဲ့ဘယဉာဏ် ယုံ nant သင်္ခါရတို့အပေါ်မှာအလွန်ကြီးငွေလာတဲ့နိဗ္ဗာန်ဉာဏ်စတဲ့ဉာဏ်စဉ်တွေကြောင့်လဲမတူညီတဲ့ခံစားမှုအာယုံတွေဖြစ်ပေါ်လာတတ်တာရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဝိပဿနာဆိုတာပေါ်ရပေါ်ရကိုလိုက်ရှုမှတ်တာဖြစ်တဲ့အတွက်စိတ်မှာပဲပေါ်ပေါ်ခန္ဓာကိုယ်မှာပဲပေါ်ပေါ်ပေါ်သမျှအာယုံတွေကိုသတိကပ်ပြီးလိုက်ရှုမှတ်ဖို့သာလိုပါတယ်။တရားအားထုတ်တဲ့အခါဖြစ်ပေါ်နေတဲ့ဝန်းနေအားငယ်စိတ်ဆိုတာလဲစိတ်မှာပေါ်လာတဲ့ရှုမှတ်ပြရမယ့်အာယုံတွေပါပဲ။ စိတ်မှာဘယ်လိုအာရုံမျိုးခံစားမှုမျိုးအကြံစီမျိုးပဲပေါ်ပေါ်အဲ့ဒီစိတ်ကိုစိတ်နဲ့လိုက်သိပြီးရှုမှတ်ပြရပါမယ်။ဝန်내အားငယ်စိတ်ဖြစ်ရင်လည်းအဲ့ဒီစိတ်ကိုသတိကပ်ပြီးတစ်ထက်ထဲသိနေအောင်စူးစမ်းရှုမှတ်ဖို့လိုပါတယ်။ဒီစိတ်ဟာဘာကြောင့်ပေါ်တယ်၊ဘာဖြစ်လို့ပေါ်ရတာလဲဆိုပြီးလိုက်ပြီးခံစားမှုတိုက်ပြီးစုံစမ်းထောက်လန်းနေမှုမပြုဘဲနဲ့အဲ့ဒီစိတ်ဖြစ်နေတဲ့လက်ရှိအခြေအနေကိုပဲလိုက်ပြီးသိအောင်ရှုမှတ်ရပါမယ်။အဲ့ဒီလိုရှုမှတ်တဲ့အခါမှာဒီစိတ်ပြောက်ပြီး နောက်စိတ်တစ်မျိုးဖြစ်ပေါ်ရင်လည်းဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ထပ်စိတ်မှာပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်ရှုမှတ်စရာအာယုံတစ်ခုခုပေါ်လာတတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ်လာသမျှကိုလိုက်ပြီးသိရှိရှုမှတ်နေဖို့အရေးကြီးပါတယ်။စိတ်ကူးတာကြံ့စီတာတွေးတောတာဝမ်းနေတာဝမ်းသာတာဒေါသဖြစ်တာအလိုမကျတာပူရာအေးတာပေါ်ရာလေးတာခန္ဓာမှာကြိုက်တာခဲတာစတဲ့ဘယ်လိုဟာမျိုးပဲပေါ်လာပေါ်လာသတိကပ်ပြီးလိုက်သိလိုက်မှတ်နေဖို့ပါပဲ။ ဒီလိုပေါ်ရပေါ်ရကိုလိုက်သည့်လိုက်မှတ်နေတာကိုပဲဝိပဿနာရှုတယ်လို့ခေါ်တာပါပဲအဲ့ဒီလိုရှုရင်နောက်ပိုင်းသူ့ဟာသူတဖြည်းဖြည်းညာတွေတိုးတက်လာပါလိမ့်မယ်အဓိကကတော့ဘာပဲဖြစ်ဖြစ်ရှုမှတ်ပြဖို့ပါနောက်တစ်ချက်ကအဲ့ဒီလိုစစ်ပြက်အားငယ်စိတ်တွေအများများလာလို့ဘယ်လိုမှမရှုမှတ်နိုင်ဘူးဖြစ်နေရင်အဲ့ဒါကိုလက်လွတ်ရှုပြီးတခြားမှတ်เสียအာယုံတစ်ခုခုကိုလိုက်မှတ်ကြည့်ပါဥပမာဝင်လေထွက်လေကိုမှတ်တာမျိုးဖောင်းတာပိန်တာကိုမှတ်တာမျိုးလို့ပေါ့ ပြီးတော့ဒီစိတ်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့မေတ္တာဘာဝနာပွားတာမျိုးဗုဒ္ဓနုဒ္ဓတိပွားတာမျိုးစတာတွေကိုလည်းကြောင်းလုပ်ပြီးဝိပဿနာဘိုင်းကို ပြန်မှတ်ကြည့်ပါတဖြည်းဖြည်းအစဉ်ပြေသွားမှာပါဓမ္မမိတ်ဆွေများအနေနဲ့မှတ်နေ ရှုနေဖို့သာအဓိကပါစဉ်းစားပြီးအတွေးတွေမလုံပါနဲ့တွေးမိသွားရင်လေအော်တွေးမိသွားပါလားဒီတွေးတာကြီးကအခုမရှိတော့ဘူးပြတ်သွားပါလားဆိုတဲ့အသိနဲ့ပြတ်သွားတာကို ပြန်ရှုပါအဲ့ဒါဝိပဿနာပဲ။ အပြက်ကိုမြင်ပြီဆိုရင်ဝိပဿနာဖြစ်ပြီအပြက်ကြီးပဲမြင်နေမှနိဗ္ဗာန်ရောက်မှာနော်မတ်ဆိုတာလက်ဖြောက်တစ်ချက်တီးလောက်တောင်မကြပါဘူးကျင့်ကြံအားထုတ်ဖို့သာလိုပါတယ်ဓမ္မမိတ်ဆွေတို့ကျင့်ကြံအားထုတ်သလောက်တော့အကျိုးခံစားကြရမှာပါအဲ့ဒီလိုကျင့်ကြံအားထုတ်သူဓမ္မမိတ်ဆွေတို့ဟာအချိန်မရွေးနေရာမရွေးနေရာဒေသမရွေးမကြနိုင်တဲ့ဆိုတာသိကြစေလိုပါတယ်မယုံမရှိကြပါနဲ့ယဟန္တာတွေဟာမသိတာကိုပျော်ရွှင်ထုံးစံမရှိပါဘူးတဲ့ ဝေဟူဆရာတော်ဖျားကြီးတို့ဆွန်လွန်းဆရာတော်ဖျားကြီးတို့မုံညင်းဆရာတော်ဖျားကြီးတို့ဟာယဟန္တာကြီးများဖြစ်ကြတယ်လို့အစ်စ်စေးခံပြီးမှသမုတ်ထားကြပါတယ်ဝေဟူဆရာတော်ဖျားကြီးကဒီလိုမိန့်ခဲ့ပူပါတယ်တနေ့ကျရင်ကမ္ဘာနိုင်ငံအသီးသီးကလူအမျိုးမျိုးတွေဟာမြန်မာနိုင်ငံကိုဝိပဿနာတရားထိုင်ဖို့ရောက်လာကြလိမ့်မယ်အဲ့ဒီခါကျရင်ကိုကအင်ရှင်ဖြစ်နေအခန့်ကြရလိမ့်မယ်ဒါကြောင့်သူတို့မေးတာဖြေနိုင်ဖို့ကိုကလည်းတရားများများထိုင်ထားကြပါတဲ့ ။မွန်ညင်းဆရာတော်ကြီးကလည်းဒီလိုမိငဲ့ဘူးပါတယ်။သာသနာ2500ကျော်ရင်ဇန်အဘိညာရသူတွေရဟန္တာတွေလှိုင်းလှိုင်းပေါ်လေဦးမယ်တဲ့။ဆွန်လုံးဆရာတော်ဖျားကြီးကလည်းဒီလိုမိတ်ဆိုဘူးပါတယ်။တရားအားထုတ်ကြ2500နောက်ပိုင်းဖျားရှင်လက်ထက်ကလိုပဲအရိယာတွေအများကြီးပေါ်လေဦးမယ်တဲ့။ရှင်မဟာဗုဒ္ဓဂေါတကလည်းဝိသုဒ္ဓိမတ်မှာဒီလိုပြောခဲ့တယ်။သာသနာ2500ကျော်ရင်သာသနာနှစ်2500အတွင်းကလိုပဲပြန်ဖြစ်မယ်။မတ်ဖို့ရသူတွေ အရိယာတွေယဟန္တာတွေဖြန့်ဖြန့်ပြန်ပေါ်လိမ့်မယ်တဲ့ဓမ္မမိတ်ဆွေတို့ခုလိုမျိုးသာသနာနဲ့ကြုံနေတဲ့အခိုက်အချိန်ကောင်းဖြစ်တဲ့ဒီမျက်မှောက်ဘဝမှာတွင် အချိန်မရွေးမတ်ဖို့ရနိုင်ဖို့ကျင့်ကြံအားထုတ်ကြပါလို့အတိပေးတိုက်တွန်းရင်ဓမ္မဒါနပြုလိုက်ပါရယ်ခန္ဓာ၅ပါးတူတာယာချမ်းမြေ့တရားတွေ့နိုင်ကြပါစေ။